ငလင်းနဲ့ပြည်တွင်စစ်ကြောင့်ကလေးတွေတည်ဆုံနေရပြီးမြန်မာကကလေးသူငယ်တိုင်းကြောင်တဲ့ခွစ်ဆုံရှုံနေရတယ်လို့ Miss World မြန်မာကူစားပြုအလမေကပြောဆိုလိုက်ပါတယ်မြမကိုစားပြုအလမဲခီစာခင်ကငလင်းနဲ့ပြည်တွင်းစစ်ကြောင့်ကလေးတွေအများကြီးတည်ဆုံနေရတယ်လို့အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Miss World ပြိုင်ပွဲမှာပြောဆိုလိုက်တာဖြစ်ပါတယ် မေလာ23ရက်နေ့က Miss World ရှင်ပြိုင်မှုတွေထဲအပိုင်းတစ်ပိုင်းဖြစ်တဲ့ Head to Head Challenge တင်ဆက်မှုမှာမြန်မာအလမဲခီစာခင်ကဒုကြောင့်ကပြာယူဆိုပြီးထုတ်ပြောလိုက်တာဖြစ်ပါတယ်။ မြန်မာကိုစားပြုပါဝင်ရှင်ပြိုင်နေတဲ့အလမဲခီစာခင်ကမြန်မာကကလေးသူငယ်တိုင်းကြောက်တဲ့ခွင့်ရတဲ့နဲ့အကြောင်းလဲထက်တွင်ပြောဆိုခဲ့ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောက်တာမကပြည်တွင်းစစ်ကြောက်ပါပညာသင်ကြားရမယ့်ကလေးသူငယ်တွေတည်ဆုံနေရတယ်လို့အလမဲခီစာခင်ကပြောပါတယ်။မေလ12ရက်နေ့ကလည်းစကိုင်းတိုင်းဒီပန်းရင်မြို့နယ်အိုးသိပ်တွင်းရွာကစာတင်ကြောင်းလီကြောက်ကနေတိုက်ခိုက်ခံခဲ့ရလို့ကလေး22ယောက်ဆီယာမ2ယောက်တည်ဆုံခဲ့ပါတယ်။ 2023ခုနှစ်ကနေ2025ခုနှစ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စတင်ကြပေါင်း140ကျော်ထိမဲ့ပျက်စီးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။82ကြိမ်မြောက် Miss War အလမဲ့ပြိုက်ပွဲကိုမေလ9ရက်နေ့ကနေ31ရက်နေ့အထိအိန္ဒိယနိုင်ငံ Hyderabad မြို့မှာကျင်းပနေပြီးနိုင်ငံပေါင်း108နိုင်ငံကအလမဲ့တွင်ပါဝင်ရှင်ပြိုင်နေကြပါတယ်။